အားလုံးပဲမင်္ဂလာပါရှင်။ကျမတီချဲစိတ်မှာအဲကျမဒီကျမရဲ့ YouTube channel လေးမှာကလေးတွေအတွက်ကိုဖတ်စရာစာအုပ်လေးတအုပ်ကို recommend ပေးခြင်းလို့ပါ။အဲ့ဒါလေးကအာဒီ grade 4ပြီးသွားတဲ့ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်အာတင့်တော်တယ်။ grade 4နဲ့မကအောင် grade 3 level လောက်မှာစာဖတ်ဉာဏ်နဲ့ ကလေးမျိုးဆိုလို့ရှိရင်လည်းဖတ်လို့ရတဲ့စာအုပ်မျိုးဖြစ်ပါတယ်အဲ့ဒါလေးကတော့ဒါတော့ဒီပုံဒီပုံမြင်စာအုပ်လေးဖြစ်ပါတယ်ဒီစာအုပ်ကလေးကအီဆုပုံမြင်များကဘာကျော်အီဆုပုံမြင်များဆရာမင်းယူဝေနဲ့ အာဆီယမငွေဓာရီဘာသာပြန်ထားတဲ့ဇာအုပ်ဖြစ်ပါတယ်။အစ်ဆွတ်ပုံမြင်နေဇာအုပ်တွေအများကြီးထွက်တယ်။အဲ့ဒီတဲမှာကျမသဘောကျဆုံးကတော့ဒီဇာအုပ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဆီယမင်းယူဝေတို့ရဲ့ရေးထားတဲ့အရေးသားရှင်းလင်းတဲ့အာပြီးတော့ပုံမြင်လေးတွေကတူတယ်။ကျမတို့ဒီခလေးတွေရဲ့သဘောတဘာဝဇာအရှိကြီးတွေဆိုလို့ရှိရင်မဖတ်ချင်ဘူး။နောက်ပြီးကြတော့ဒီဟာကပုံမြင်က တထိုင်စာလေးဖတ်လို့ရတဲ့အနေအထားမှာရထတာဖြစ်တဲ့အတွကြောင့်မို့လို့ကလေးတွေဒါတနည်းကိုဘယ်နှပုတ်ဖတ်မလဲပေါ့နော်ဒီလိုမျိုးလေးတွေနဲ့သူကသွားရတဲ့အဲပုံမြင်မျိုးတွေဖြစ်တယ်ပြီးတော့ဒီစာများများဖတ်ဖို့လိုတဲ့အတန်းပေါ့ဥပမာ grade 4လိုမျိုး grade 5လိုမျိုးအတန်းမှာကြတော့စာဖတ်ရင်းနဲ့နားလည်မှုအပိုင်းကိုဦးစားပေးရမှာဖြစ်တဲ့အတွကြောင့်မို့လို့ဒီပုံမြင်လေးတွေက တော်တော်လေးအဆင်ပြေတယ်။အတခုရှိတာကဘာလဲဆိုတော့ဒီပုံမြင်တွေကအဲရေးဟန်နဲ့ရေးထားတဲ့ပုံမြင်တွေဖြစ်နေတယ်။ရေးဟန်နဲ့ရေးထားတဲ့ပုံမြင်တွေဖြစ်တဲ့အပြင်တချို့စကားလုံးလေးတွေကဒါဆရာကြီးတို့ကတော့နည်းနည်းမြင့်နေပေါ့နော်ရေးထားတဲ့အပိုင်းမှာမြန်မာတော်တော်ဆန်တဲ့စကားလုံးလေးတွေပါတယ်။အဲ့ဒီအတွက်ကြောင့်မို့လို့အာခလေးနားမလည်နိုင်တဲ့အပိုင်းမျိုးတွေလည်းနည်းနည်းရှိနိုင်တယ်။ဒါဆိုရင်တော့မိဘကလည်း ကူပေးဖို့တော့လိုပါတယ်။ကျွန်မကတော့ဒီစာအုပ်ကလေးတွေကိုကျွန်မတပည့်လေးတွေဆိုလို့ရှိရင်တော့ grade 3လောက်ဆိုလို့ရှိရင်ဒါလေးတွေကိုဖတ်ခိုင်းကြည့်တယ်။အဲသူတို့တွေနားလည်လားကိုကပထမတစ်ခေါက်နှစ်ခေါက်ဖတ်ပြပြီးရင်သူတို့ကိုယ်တိုင်ဖတ်နိုင်ပြီဒါတော့သူတို့နားလည်ရလားပြီးရင်ကိုယ့်ဘာကိုမိကွန်းလေးပြန်ပြီးတော့ထုတ်တာမျိုးအာလုတ်ပြီးတော့လေ့ကျင့်ပေးပါတယ်အဒီစာအုပ်ကလေးကဂန်ဂောဝီရီစာပေရနေထုတ်ထားတာဖြစ်ပါတယ်ဒီစာအုပ်ကလေးပါအဲဒါလေးကတော့ဒီတစ်ပတ်မှာ recommend ပေးခြင်းနဲ့စာအုပ်ကလေးဖြစ်ပါတယ်။အဲဆရာဆရာမတွေနဲ့ကျောင်းသားမိဘတွေအတွက်ကိုအကျိုးရှိမယ်လို့ထင်ပါတယ်။နောက်ထပ်အဲဒီလိုမျိုး recommend ပေးခြင်းနဲ့စာအုပ်တွေနဲ့အတူတူပြန်လာခဲ့ပါမယ်။တတား